ဒီတေယောက်ကမိဘနာဘာကိုပြန်ပြီးတော့စောင့်ရှောက်ဖို့ကြွေးမွေးဖို့ကြတော့မလုံနိုင်ကြဘူးရှားတယ်ပြစ်ပဲလို့ထားကြတာလောကမှာမြားစွာမရှိဘူးလားအဲ့တော့ပြောချင်တာကဇာမတက်တဲ့အဖေတို့အမေတို့ကကျေးဇူးတွေကြည်အောင်လို့ဆက်ခြင်းနဲ့ဆိုရင်ပညာတဲ့ကြီးတွေဖြစ်အောင်လို့လုပ်ပေးရမယ်လို့ဖယားဟောဒေသနာတော်တွေကိုသံဃာတော်တို့ထံကနားလိုက်ရပြီဆိုတော့ဂိုင်း စာမတက်တဲ့ဖေတို့အမေတို့ကာကြီးခဝဲမေးတတ်တဲ့ဖေတို့အမေတို့အေဘီစီမေးတတ်တဲ့အဖေတို့အမေတို့ကိုတို့ကြောင်းပြန်ထားကြပါစို့ဆိုတော့မြို့တော်များကျောင်းစိမ်းဟိုဝမ်းဆက်ကလေးတွေဝတ်ပေးလိုက်ဟိုကျောပေါ်ကြီးကလေးတွေလွယ်ပေးပကွက်ကလေးတွေကွက်ပေးလက်ဆွဲကျောင်းသားပို့ပေးလိုက်အဲ့ဒီလိုဟုတ်သလားမဟုတ်ဘူးတဲ့အဲ့ဒီလိုမဟုတ်ဘူးဟုတ်ရဲ့လားဟဲ့ 毛不比那伊比年说的，万比年都说的，没比年不比年。对呀，比年比年，比吧年比年。好的，不比那伊。阿弥陀佛，弥陀佛。对呀，我这里金巴弥陀，弥巴济苏里。在阿龙东寺里弥陀。对呀，人家了，对呀，比年比年，人家了，对呀，说的不比那伊不给呢。谁也做做别过谁的，说一面讲。 ိုယ်ရဲစိတ်မှာကောင်းစွာတရားကျင့်ဆောင်သိမ့်တာတိုက်တဲ့တရားရဲ့ဂုဏ်နဲ့ဂိမ်းပြီးတော့သွားရင်အဖေတို့အမေတို့မှာတရားသိညာပညာတွေရရင်အနေလဲမတက်ဘူးလားအသေးရောမမြတ်ဘူးလားအသေးရတဲ့နိဗ္ဗာန်ကိုရောက်ကြောင်းပါရမီဖြည့်ကျင်ပြီးသားဖြစ်မသွားဘူးလားဒါကြောင့်ပညာဆိုတာတရားအသိဉာဏ်ပညာပြောတာနော်အဲ့တော့မိဘနှစ်ပါးကိုပညာမတတ်ဘူးဆိုရင်အဲ့ဒီတရားပွဲကြီးကျင်းပတရားအားထုတ်ခိုင်းပါ ပညာတရားသိဉာဏ်ပညာရပြီသာသမီကိုအကြောင်းပြုလို့မိဘနှစ်ပါးပညာရိတ်တသွားပြီလို့ဆိုရင်အဲ့ဒီသာသမီသည်မိဘကျေစုပါလို့တာတော့ရိုးရိုးဇတ်တာလားကြောင်ဇတ်တာလားသဘောပေါက်ရဲ့လားအဲ့တော့မိဘနှစ်ပါးသက်ရှိတင်ရှာမိဘကျေစုဆက်ခြင်းရင်အဲ့ဒီလိုဇတ်ပါတဲ့အဲ့တော့တို့မှာဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးကွယ်လွန်သွားတဲ့မိဘတွေကို တပည့်တော်တို့ဘယ်လိုကျေးဇူးဆက်မလဲဆိုတော့ပုဗ္ဗသုတ်တံမှာဘုရားမြတ်စွာဟောတယ်မိဘတို့ရဲ့မျောလင်းချက်ထဲမှာနောက်ဆုံးမျောလင်းချက်အထာဝမနမေတ္တာနံကာလင်္ကတာနံတက္ခိဏံနုပါဒတန္တိမိဘတွေကဩငါတို့မနေလို့ဘုရားတဲ့ကသေသွားရင်တော့သားကိုဇွဲသမီးကိုဇွဲပစ္စည်းကိုဇွဲလို့များခဲ့၍မကြွမလွတ်တဲ့ဘုံဘဝဘုံဌာနများရှိနေကြရောက်နေရမယ်ဆိုရင် ငါတို့မွေးပါခဲ့တဲ့ငါတို့ရဲ့သားငါတို့ရဲ့သမီးသားတွေသမီးတွေက အဖေရေရောက်ရဘုံဘဝကသာတို့ခေါ်ပါအမေရေရောက်ရဘုံဘဝကသာတို့ခေါ်ပါလို့အဖေနဲ့အမေကိုရည်စုပြီးတော့တို့ကိုရည်စုလို့သားတို့သမီးတို့ကကုသိုလ်တွေပြုပြီးတော့အမြဝေကြလိမ့်မယ်လို့မိဘတိုင်းမမျှော်လင့်ဘူးလား ဲ့တော့ဒီကနေ့တရားကြီးကုသိုလ်ရှင်ကောင်းမှုရှင်နေကုသိုလ်တွေကိုပြုပြီးတော့မိဘနှမဘာလို့ရမတော့အမြဝေဘာလို့ရမလဲဒါဆိုရင် မိဘဂျေဇူးကိုပြိဋ္ဌာယေကြည်အောင်ဆက်ပြီသဘောပေါက်ရလားအာမငယ်ပါနဲ့တဲ့အဖေတို့မေတို့မရှိတော့ရင်လည်းအဲ့ဒီလိုဂျေဇူးဆက်လို့မရဘူးလားသေးကြတာကတော့သက်ရှိထင်ရှားမိဘနှစ်ပါးကျေးဇူးတွေကိုသိပြီးတော့ဆက်ရတာပို့ပြီးတော့မသေးကြဘူးလား သေးကြတယ်ဒါကြောင့်မိဘကျေးဇူးကိုဇက်မှာမိဘကိုလုံကျွေးပါမိဘကို ရှခိုးပါဘုဂန္နေနိုင်နေရင်ဇိဝရေးစင်မပြေကန္နေနိုင်နေရင်ပြိသိမိဘနှစ်ပါးရဲ့ခြေတော်ဆုံးကြပါတော်ကိုနှစ်ဖူးပြင်ဥတင်ပြီးတော့ရှိခိုးလူပြီးတော့မှမိဘမေတ္တာခံယူပါတဲ့အဲ့ဒီသာသမီဘုံကံကြီးတယ်ဘာပီရင်ရရမှမေးเสียချေเสียမလို့ပဲနဲ့ကိုသားရသမီးတွေဘာဖြစ်တော့ ဘုံကံကြီးရဲ့နှိမ့်နေတဲ့ကံနေမြင့်နေပိတ်နေတဲ့ညာနေပွင့်နေနှိမ့်နေတဲ့ကံနေမြင့်ပိတ်နေတဲ့ညာနေပွင့်ဘုံတကူတွေကြီးတယ်တဲ့မိဘရဲ့မေတ္တာတရားနော်ဘုသူမေတ္တာတရားလဲမိဘမေတ္တာအဲ့တော့ကဲမိဘမေတ္တာနဲ့ပတ်သက်တာလေးကိုဘုံဘုံတို့အနည်းချုပ်မယ်မိဘမေတ္တာဆိုတာလူတွင်ရှိတာမဟုတ်ပါဘူးတိရိစ္ဆာန်တွေမှာမရှိဘူးလား ခွေးမကြီးတွေကြီးပေါ့သားရီသမီးတွေပေါတော့မယ်ဆိုရင် လုံကြုံတဲ့နေရာရှာပြီးတော့ပေါ့မိုးလုံးလေးလုံတဲ့နေရာရှာပြီးတော့သားလေးသမီးလေးမွေးမွေးလာတဲ့သားလေးသမီးလေးတွေကိုပြိသက်ရဲ့ရန်သူအန်တရေတွေမကတ်အောင်ဟိန်လို့ဟောင်းလို့နောက်ဆုံးအံပြီးတော့တောင်မကြွေးဘူးလားဒါပေမဲ့မိဘမေတ္တာဘလောက်ကြီးကြီးအဲ့ဒီခွေးသားပေါက်ကလေးတွေနွားသားပေါက်ကလေးတွေကြီးလာရင်အဖေမမေမမိဘမှန်သိလားလှုပ်ကြွေးရကောင်းမှန်သိလားချစ်ခွေးရကောင်းမှန်သိလား <laughs> အဲ့တော့ပရိသတ်ကြီးမြတ်စွာဘုရားဆရာကြီးရဲ့လင်္ကာကကောင်းလွန်းလို့အဲ့ဒီမှာအဖြစ်ပေါ်လိမ့်မယ်လိုက်ဆိုကြည့်ပါဦးအမေရှိခိုးမအိတ်တဲ့သူအဖေရှိခိုးမအိတ်တဲ့သူခွေအိတ်ချင်းနဲ့အလွန်တူခွေလိုလိုမဖြစ်လို့က အဖေရှိခိုးအိပ်ပါဗျာအမေရှိခိုးအိပ်ပါဗျာဒေဝေဖိနမေကိုရှိခိုးပြီးတော့မအိပ်ရင်ဘာနဲ့တူတယ်သဘောပေါက်ရဲ့လားဒါကြောင့်လိုက်ဆိုလိုက်ပါဦးမိဘလုံးကျွေးမပြူတဲ့သူတရိစ္ဆာန်များနဲ့အလွန်တူ တရိစ္ဆလိုလိုမဖြစ်လောကမိဘလုံးကျွေးဆောင်ရောက်ကြဒေဝီမိဘကိုလုံးမကြွေးပဲနဲ့ပြစ်ပယ်ထားရင်ဘာနဲ့တူတယ်။တိရိစ္ဆာန်နဲ့မတူခြင်းရဲ့မိဘနှစ်ပါးကိုလုံးကြွေးရမယ်၊ရှ िख ိုးရမယ်၊စောင့်ရှောက်ရမယ်။သဘောပေါက်ရဲ့လား။အဲဒီလိုမိဘနှစ်ပါးကို လောက်ကျွေးမယ်ပြုစုမယ်စောင့်ရှောက်မယ်ရှစ်ခိုးမယ်လို့ဆိုရင်အဲ့ဒီသာသမီမှာကုသိုလ်တွေများလွန်လို့ပြိသယေသကြမင်းကရှစ်ခိုးပါတဲ့ဘသူရှစ်ခိုးပါလိုက်ဒါကြောင့်ဇိုလိုက်ပါကုသိုလ်အမြာရှိသူအားတကြရှစ်ခိုးသည်ဆိုကြည့် ကဲတရားရှိခိုးတဲ့လူတစ်မျိုးပြီးပြီနံပါတ်1ပြီးမသွားဘူးလားအရှင်ဘုရားရေတစ်မျိုးတောင်းမှဒီလောက်ကြာရင်လေးမျိုးဆိုရင်တော့မိုးလင်းတော့မယ်တူပါရဲ့တရားတော်မမယားမိုးလင်းရင်ဘယ်လိုလုပ်မလဲတော်ကြဟိုလူရှင်တော်တွေပြတ်တယ်လို့ပဲဘုန်းကြီးတွေဟိုမှာပြောတယ်လို့ပဲ6ပလင်းကိုတော့တဲ့6ပလင်းကဘာတော့မပြဆိုရင်ရှင်ပြ6ပလင်းဆိုတော့တကားလန်တာပေါ့ တရားဓမ္မများအဲ့တော့ပရိသတ်ရေခုတမျိုးပြီးသွားပြီဆိုတော့ကျန်တဲ့၃မျိုးကိုဘုဘုံကအနစ်ချောပြီးတော့ဟောမယ်ပြောဘလို့ဟောမလဲနောက်ထပ်ဘယ်နှမျိုးကျန်သေးလဲ၃မျိုးမာတလီမိတ်ဆွေရင်မာတလီရေခတ်တာကျင်လူပြေမှာပဝါလို့နေကြတဲ့ကျင်လူသားများစွာတွေ့တဲ့က သီလဝတ္တကိုကျင့်သီလလုံးချုံတဲ့ပုဂ္ဂိုလ်တွေကိုအဟံတက္ကမိကိုငါသကြားကျော်ကနမတာမိစုံစရာထိတ်မာမိုးလို့မိုးရှ िख ိုးလိုက်ပါပြီတော့တည် နံပါတ်1ကတရားမင်းကြီးရှိခိုးတဲ့လူကနံပါတ်1လူကသီလလုံတဲ့သူပြောဘာလုံတဲ့သူပါလိမ့်လူမလျင်နဲ့ဆုံးဆောင်ထိရမယ်သီလကဘဏ္ဍပါဘာသီလ၅ပါးသီလ၅ပါးသီလလား၅ပါးသီလလားလူမလျင်ဆောင်ထိရမယ်သီလကဘဏ္ဍပါသီလား ငါးပါးသီလတဲ့သူများအတွက်လားကိုယ့်အတွက်လားကိုယ့်အတွက်အဲ့တော့ပရိသတ်ရေဘုံဘုံတို့မြတ်စွာဘုရားကသားတို့သမီးတို့ခြင်းသားခြင်းသမီးတို့သူများအသက်မသက်နဲ့သူများအသက်သက်ရင်ဘာဖြစ်တော့ဆိုတော့ကိုယ်မှလည်းအသက်တို့ရဲ့ယောဂများမယ်သေတော်လည်းမကြဘဝတိုင်းမှာဆင်းရဲယောဂတွေတွေ့သက်တွေတော့ပြီးတော့ဒုက္ခများမယ်သူများဥစ္စာခိုးရင် ခိုးလို့ရတဲ့ပစ္စည်းကတဘဝတက္ကနာချမ်းသာမယ်သေတော့အပဲကြံဘဝတိုင်းစင်ရမယ်သူမြတ်သားမယားပြမစောကရင်ကိုမိသားစုလည်းပဲလူဘဝလည်းမသိခါရှိရှိတင်းတင်းတဲတဲမနေရပဲနဲ့မျက်နှာညှိုးငယ်အရှက်ကွယ်ကျွနေတွေဖြစ်လို့သေတော့လည်းအပဲကြံလွတ်လာပြန်တော့လည်းပဲမျိုးရုပ်တဲ့ဘဝတွေရောက်ရတတ်တယ် လိညာလည်းပြန်ပြောဆိုရင် မပြုတ်ရနဲ့ဆိုတော့ပြုတ်နေရရင်ဘာဖြစ်တော့ဆိုတော့ပြုတ်တဲ့အခါရတော့လိန်ပြောတဲ့သူကစကားကလည်းမပြီးသွားကလည်းမညီပါဇက်ကလည်းပုတ်စောနံလူ